အပြည်ပြည်ဆိုင်ရာအလုံတမအဖွဲ့ချုပ် ILO အနေနဲ့အလုတ်ကင်ခွင်လန်းတွေဖန်တီးပေးမဲ့ဥပဒေကိုလေးစားလိုက်နာပြီးတာဝန်ယူမှုရှိတဲ့တရားဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့မြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ကတိုက်တွန်းထားပါတယ်ဂျွန်လာ73ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ILO ရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုက်33အရာမြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်ချမှတ်ခဲ့မှုအပေါ်သဘောထားထုတ်ပြန်ချက်အတွင်ထည့်သွင်းပြောကြားခဲ့တာပါ UMFCCI အနေနဲ့အပြည်ပြည်ဆိုင်ရာအလို့ရှင်အဖွဲ့အစည်း IOE ထံကဖိတ်ကြားမှုရရှိခဲ့ပြီးမြန်မာနိုင်ငံအလို့ရှင်များကိုကိုစားပြုကအတင်းချုပ်ကိုစလေက133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလို့သမားရေးရညီလာခံကိုတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ညီလာခံမှာချမှတ်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်33အရာဆုံးဖြတ်ချက်ချမှတ်ခြင်းဟာမြန်မာနိုင်ငံကအလို့ရှင်တွေအလို့သမားတွေစီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူတွေရဲ့အတမွေးဝမ်းကြောင်းကိုထိခိုက်မှုမဖြစ်စေဖို့လဲသဘောထားထုတ်ပြန်ချက်အတွင်ဖော်ပြပါတယ်။ မြန်မာနိုင်ငံအနေနဲ့အပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ရဲ့အခြေခံပြဋ္ဌာန်းချက်တွေနဲ့လိုင်းနာမှုကိုတိုးမြှင့်ဖို့အလို့ရှင်နဲ့အလို့သမားအဖွဲ့အစည်းတွေအပါအဝင်မြန်မာနိုင်ငံကအခြားဆက်ဆက်သူတွေကိုအထောက်အပံ့ပြုသွားဖို့တိုက်တွန်းထားပါတယ်။မြန်မာအလို့ရှင်တွေအနေနဲ့ကလည်းအလို့သမားအခွင့်အရေးတွေကိုမြင့်တင်ခြင်း၊လုပ်ငန်းခွင်ဆက်ဆံရေးတွေကိုကောင်းမွန်အောင်ပြုလုပ်ခြင်းနဲ့တာဝန်ယူမှုရှိတဲ့စီးပွားရေးအလေးအထားတွေလုပ်ငန်းစဉ်တွေကိုမြင့်တင်ဆောင်ရွက်ဖို့လည်းဆက်လက်တိုက်တွန်းထားပါတယ်။ UMFCCI အနေနဲ့ ILO ရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအပိုက်33ဆုံးဖြတ်ချက်အရတိုက်တွန်းအကြံပြုချက်တွေကိုအထူးဂရုပြုပြီးပြည်ရင်းနဲ့အပြည်ပြည်ဆိုင်ရာဆက်ဆက်အဖွဲ့အစည်းတွေနဲ့နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုထားကြောင်းပါခင်ဗျာ။